ဘာမဘရင်ချန်နယ်ကနေကြူဆိုပါရယ်ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာလေးကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရယ်ခင်ဗျာอืมဒီနေ့အကြောင်းအရာလေးမစခင်ပါလေဘာမဘရင်ချန်နယ်ကို subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့လို့ကဲဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြမှာကတော့ marriage guide how to turn your sex into her desire dirty karma sutra ဆိုတဲ့စောက်ထက်ကအချက်တွေပေါ့နော်ဒီစောက်ကနေအင်တောင်ရေးအဲဆုံတွေ့ဆက်ဆံရေးတွေမှာကျွန်ရတတ်တဲ့လီမှုကိစ္စတွေ လိုရင်းစန္ဒကွာချတာဒီအဲ့ဒါဒီကိုဘယ်လိုနားလည်မလဲဖြည့်ရှင်းမလဲဆိုတဲ့အကြံပြုချက်တွေကိုဆွေးနွေးထွားမှာပါနာမည်မှာကာမစုဒ္ဓရာလို့ပါပေမဲ့ဟိုလင်းဆဲဆံဘူးပုံစံကြီးပဲမဟုတ်ဘူးစိတ်ပိုင်းဆံရဆက်ဆံရေးအခြေအနေတွေအထိပိုကျပြတ်နေရှုထုံတွေပါတယ်ဆိုတော့အဲ့ဒီအဓိကအနှစ်သာရတွေကိုကြည့်ကြအောင်စာအုပ်ရဲ့အဓိကအဖွင့်အဆိုပြုချက်တာတော့အဲအဲ့ဒါလေးစုံတွဲတွေကြမှာပေါ့အကျိုးသဖြင့်အမျိုးသားနဲ့အမျိုးသမီးကြမှာလိမ်မှုဆံရလိုရင်းစန္ဒာ ကွာဟချက်ကြီးရှိတတ်တယ်ဆိုတာပဲအမျိုးသားတွေကကို့ဖို့တက်ကြွစေခြင်းနဲ့အဲ့လိုမျောလင့်နေခြင်းမှာအမျိုးသမီးတွေကကြတော့ဟိုစိတ်ခံစားမှုဘိုင်းဆိုင်ရာနီးကပ်မှုအဲ့ဒါကိုပိုတောင့်တာတက်ကြတယ်လို့ဇောက်ကဆိုတယ်ဒီလိုကွာဟမှုကနေအထင်လွဲတာတွေအဲစိတ်ပြတ်တာတွေဖြစ်လာနိုင်တယ်လို့ထောက်ပြထားပုံပဲဟုတ်ပါရဲ့ဟွန်းဒါတော်တော်များများကြုံရနိုင်တဲ့အခြေအနေပါပဲ။ ဆောက်ထဲမှာလေအမျိုးသားတွေရပြောင်းလဲလာတဲ့တမိုးသားမှုတွေကိုလေလေ့လာမှုတွေနဲ့ထောက်ပြထားတယ်လေဥပမာအဲ့ဒီ Iowa Decennial Study ဆိုတာလေအဲ့ဒါနှစ်ကြာကြီးလုပ်ခဲ့တဲ့လေ့လာမှုပေါ့အရင်ခေတ်တည်းနဲ့ရှင်ရင်ပေါ့နော်ခေတ်တအမျိုးသားတွေကအဖို့အမျိုးသမီးရဲ့ညံညီထက်မြက်မှုကိုပို့ပြီးတော့တံပိုးထားလာကြတယ်ဆိုတာမျိုးပေါ့ဒါအရင်တုန်းကလို့အမျိုးသမီးရဲ့အလတို့အိမ်မကေစာကျွမ်းကျင်မှုတို့အဲ့ဒါတွေကိုပို့အလေးပေးခဲ့တဲ့ပုံလန်ခွက်တွေကနေနည်းနည်းဆွေးလာတာကိုပြတာပါ ညာညီပင်းတဲ့တခြားဘလို့အေးသွေးတွေကို ပိုအလေးပေးလာတယ်လို့ဆိုထားသေးလေဗျာ။အင်း ယုံကြည်စိတ်ချရမှုပေါ့ပြော့ငွေကြီးဆိုင်ရာတည်ငြိမ်မှုအဲ့ဒါတွေကိုလည်းပို့ပြီးတော့ရှာလာကြတယ်လို့ဆိုပါတယ်ဆိုလိုတာကလည်းဘဝလက်တွဲဖို့အဖြစ်နဲ့လေးစားလို့ရမယ်တန်ဖိုးထားနိုင်မယ်အရေးတွေးတွေကိုပို့အာယုံဆိုင်လာကြတာဖြစ်မှာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဟိုရင်လေးအချက်အပြုတ်တို့အိမ်မို့ကိစ္စကျွမ်းကျင်တာကိုလိုလားတဲ့အချက်ကတော့ရှိနေတော့မယ်လို့ဆိုပြန်ရောအဲ့တော့အမြင်လေးပြောင်းလာပေမဲ့အစင်လာအကြိုက်တချို့ကတော့မပြောက်သေးဘူးဆိုတဲ့သဘောပေါ့လေနောက်ပြီးတော့ ကင်းစီအင်စတီကျူလေးလာမှုဆိုတာလည်းပါသေးတယ်နော်အဲ့ဒီမှာကပါမြာထူးခြားချက်တွေ့ရသေးတယ် အာအဲ့ဒီလေလာမှုက နိုင်ငံ၅နိုင်ငံကစုံတွဲတချောင်းကျော်ကိုမေးချတာပါတွေးရှိချက်အရဆိုရင်တော့လေအမျိုးသားတွေဟာဆက်ဆံရေးမှာရတဲ့ပျော်ရွှင်ခြင်းနဲ့မှုကိုအမျိုးသမီးတွေထက်ပိုပြီးအလေးထားတန်ဖိုးထားတတ်ကြတယ်လို့ဆိုရယ်အထူးသဖြင့်ကိုယ့်ဖို့အမျိုးသမီးလင်ပိုင်းဆိုင်ရာခြင်းနဲ့မှုရှိရလားမရှိဘူးလားဆိုတာပါလေသူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုအပေါ်မှာတက်ရောက်မှုရှိတယ်လို့မြင်ကြတာပေါ့ပြီးတော့အနမ်းပေးတာပွေဖက်ကြလို့ရိုးရိုးလေးချစ်ခင်မှုပြတာတွေကလည်းပျော်ရွှင် နဲ့ဆက်ဆံရေးအတွက်အရေးပါကြောင်းသူတို့ကပို့ပြီးသဘောပေါက်လာကြတယ်လို့ဆိုနိုင်ပါတယ်။ဒါတွေကတည်မြဲပြီးချင်းနဲ့ဆရာကောင်းတဲ့ဆက်ဆံရေးကိုအမျိုးသားတွေပိုလိုလားလာတာကိုပြနေတာပေါ့လေ။ David South မှာတတိပေးထားတဲ့အချက်တစ်ခုကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ခစ်တဲ့အမျိုးသားတချို့ကလေလိမ်မှုဆန်ရကျေနပ်မှုကိုပဲဆက်ဆံရေးအောင်မြင်မှုရဲ့တခုတည်းသောတိုင်းတာချက်လိုမျိုးအလွန်အကျွံ့အလေးပေးလို့မိတတ်တယ်ဆိုတာမျိုး ဟုတ်ကဲ့အဲ့ဒီသဘောထားကိုထောက်ပြထားပေမဲ့ဆောင်းရဲ့အတိကယက်တီချက်ကတော့ဒါနဲ့ဆန့်ကျင်ဘက်ပါပဲတကယ်ခိုင်မြဲတဲ့အတိပယ်ရှိတဲ့ဆက်ဆံရေးဆိုတာလိမ်မှုကိစ္စတစ်ခုတည်းအပေါ်မှာတိဆောက်လို့မရဘူးပေါ့အချွတ်ပြန်လန်းလေးစားမှုတန်စာတတ်ဖြစ်မှုဂတိသက်တည်မြဲမှုဒါတွေကပို့ပြီးအရေးကြီးတဲ့အခြေခံဥမျက်တွေဖြစ်တယ်လို့အခိုင်အမာဆိုထားတာပါလိမ်မှုကိစ္စကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နိုင်ပေမဲ့ဆက်ဆံရေးတစ်ခုလုံးရဲ့အောင်မြင်မှုကိုအဲ့ဒါတစ်ခုတည်းနဲ့တိုင်းတာလို့မရဘူးဆိုတဲ့အမြင်မှပဲဒါဆိုရင် အမျိုးသမီးတွေရဲ့ဘက်ကလိုရင်းစံသားတွေကိုကောစာအုပ်ကဘလို့ပုံဖော်ထားလဲခုနကပြောခဲ့သလိုစိတ်ခံစားမှုပိုင်းဆိုင်ရာဏိကမှုကိုပိုတောင့်တယ်လေဆိုတာအပြင်ပေါ့အဓိကကတော့စိတ်ခံစားမှုဦးစားပေးတယ်ဆိုတာပါပဲရုပ်ပိုင်းဆိုင်ရာယဉ်နီမှုမဆာခင်မှာလေစိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုလုံခြုံစိတ်ချရမှုနားလည်မှုတွေကိုအရင်လိုအပ်တယ်လို့ဆိုပါရယ်သူတို့ခံစားချက်တွေကိုနားထောင်ပေးပြီးတော့ကိုယ်ခံစားချက်ကိုလည်းဖွင့်ဟပြောပြတတ်တဲ့အဖော်မျိုးကိုလိုလားကြရယ်လို့ဖော်ပြထားရယ် အတင်းစိတ်ပြောရရင်တော့ချစ်ခင်ကျင်တာမှုကိုစကလုံးနဲ့ကြားချင်တာရောယဉ်နိမှုမှာဖြည်းဖြည်းချင်းချင်းကတ်တာကိုနစ်တက်တာမျိုးဥပမာနူးညံ့တဲ့ထိတွေ့မှုတွေကနေစတာမျိုးပေါ့အဲ့ဒါတွေပါဝင်ပါတယ်။စောက်ထဲမှာနှမျိုးသီးတွေရှာဖွေတက်တဲ့အရေးသွေးတွေဇင်းလေးတစ်ခုလည်းပါတယ်နော်။အဲ့ဒါတွေကိုအချင်းချုပ်လေးပြောပြပေးပါလား။ဟုတ်ကဲ့။အဓိကအဖေတို့သစ္စာရှိမှုပေါ့နော်။ပြီးတော့ငွေကြေးဖူးလုံမှုဒါကမိသားစုကို ထောက်ပံ့နိုင်စွမ်းရှိတယ်လို့မြင်တဲ့သဘောပါ။ ချင်နာမှုခလေးတွေပေါ်သဘောကောင်းမှု စိတ်ပိုင်းရောရုပ်ပိုင်းမှာ လုံခြုံမှုပြီးနိုင်စွမ်းတည်ငြိမ်မှုပြီးတော့ယဉ်ကျေးတိမ်မွေ့စွာဆက်ဆံတတ်မှုအဲ့ဒါကို chivalry လို့ခေါ်တယ်လေအမျိုးခေါင်းလားပြီးတတ်မှုစာရာရီပေါဝင်ပါတယ်။အော် chivalry ဆိုတာကဟုတ် chivalry ကိုမြန်မာလိုတိုက်ရိုက်ပြန်ရောနည်းနည်းခက်ပြီးမြက်အဖို့အမျိုးသမီးကိုအလေးထားဂရုသက်ဆိုင်ဆက်ဆံပြတာမျိုးပေါ့ တကားဖွင့်ပေးတာကိုအင်ဂျီဝေပေးတာမျိုးနဲ့စလို့သူ့ရဲ့သဘောထားကိုလေးစားမှုကြတာအထိအဲ့လိုကြေပြက်တဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ဒါမျိုးတွေကိုတန်ဖိုးထားတယ်လို့ဆိုလိုတာပါ။အင်းစာအုပ်ထဲကအမျိုးသမီးတွေဖောက်ပြန်ခြင်းအကြောင်းရင်းနဲ့ဆွေးနွေးထားတဲ့အပိုင်းကတော့နည်းနည်းအလေးနဲ့ထားစဉ်းစားစရာပဲ။ဘယ်လိုအချက်တွေကိုအဓိကထောက်ပြထားလဲကွာ။အာဒါရှုပ်ထွေးတဲ့ကင်စာပါ။စာအုပ်ကအဓိကထောက်ပြတာတော့လေ။အများစုဟာရုပ်ပိုင်းဆိုင်ရာမကျေနပ်မှုတတ်တတ်ချက် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေမပြည့်ဝမှုကြောင့်ထစ်တက်တာပုံများတယ်ဆိုတာပါပဲဥပမာဆိုရင်အိမ်တော်ရေးမှာအထီးကျန်တယ်လို့ခန်းစားရတာကိုယ့်ကိုတန်ဖိုးမထားတော့ဘူးလိလိရှုခံထားရတာမျိုးပေါ့တခါလေလေကျတော့ခဲမုန်တီးရဲ့ဖောက်ပြောင်မှုကိုတီးသွားလို့ကလဲဆောက်ချီလို့စင်းနဲ့တွန့်ပြန်တာမျိုးဒါမှမဟုတ်ငီးငွေ့မှုကြောင့်စိတ်လှုပ်ရှားမှုအတစ်ကိုရှာတာမျိုးအဲ့ဓာတွေဖြစ်နိုင်တယ်လို့ဖော်ပြထားတယ်ဆိုတော့ဒါတွေအားလုံးကဆက်ဆံရဲ့အတွေ့မှာနားလည်မှုတန်ဖိုးထားမှုစိတ်ပိုင်းဆိုင်ရာနှီးကပ်မှုတွေဘလို့အရေးကြီးလေဆိုတာကိုမိမောင်းထုတ်ပြနေတာပါပဲဟုတ်ကဲ့ အမျိုးသမီးတွေရဲ့အရှုထောင့်ကိုကြည့်ပြီးဆိုတော့အမျိုးသားတွေအိမ်အောင်ကြပြီးနောက်ပိုင်းဂျုံရတတ်တဲ့လေမှုဆိုင်ရာစင်ထောင်မှုတွေပဲကိုလက်ကြည့်ရအောင်စာအုပ်ကဘာတွေကိုဒီကပြောထားပါသလဲအဓိကပြဿနာနှစ်ခုကိုဖော်ပြထားပါတယ်တစ်ခုကအဖော်ဖြစ်သူရဲ့လိင်စိတ်ဝင်စားမှုတိတိတတ်တာယော့နေသွားတာပေါ့နောက်တစ်ခုကကိုယ်တိုင်ရဲ့လိင်စိတ်ဆန္ဒယော့ကြလာတာပါအဖော်ရဲ့စိတ်ဝင်စားမှုယော့သွားတဲ့အခါမှာအချောင်းရင်းကအမျိုးမျိုးဖြစ်နေတာပေါ့နော်စိတ်ဖြစ်စီးမှု အလုပ်ပင်ပန်းမှုကြောင်းမရဲ့အခြေအနေ ဟော်မုန်းအပြောင်းလဲတွေကြောင့်ဖြစ်နိုင်တယ်လို့ဆက်ဆံရေးမှာရှိနေတဲ့မပြေလည်မှုတွေကြောင့်လည်းဖြစ်နိုင်တယ်။စာအုပ်ကတတိပေးထားတာကတော့ဒါကိုကိုနဲ့ကြိုက်ရိုက်ပတ်သက်တယ်လို့အရင်စလို့မကောက်ချက်ဆွဲဖို့နဲ့ပွင့်လင်းစွာဆွေးနွေးဖို့ပါပဲ။ကိုယ်တိုင်လင်းစိတ်ရောကြားလာတဲ့ကိစ္စကောဒါက testosterone hormone နဲ့ဆိုင်တယ်လို့လည်းဖော်ပြထားတယ်နော်။ဟုတ်ပါရဲ့။ကိုယ်တိုင်လင်းစိတ်ရောကြားတာကလည်းစိတ်ဖြည့်ဆည်းမှုပင်မနွမ်းနယ်မှုတွေကြောင့်ရာရီဖြစ်နိုင်တယ်လို့ အသက်အရွယ်နဲ့အတူတက်စတိုစတေရွန်ဟော်မုန်းနီးပါးလာခြင်းကလည်းအဓိကကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်။တက်စတိုစတေရွန်နီးခြင်းလက္ခဏာတွေကတော့လင်းစိတ်နှဲပါတာအပြင်အလွန်အမင်းပင်မနှွဲနေတာ၊ပန်းတိပန်းညိုးဖြစ်တာ၊ကြွက်သားထုထည်ရော့ကြတာ၊ဝေးတက်လွယ်တာ၊စိတ်သက်ကြတာစတာတွေပါဝင်နိုင်တာဟုတ်။စာအုပ်ကဒါကိုတလိပြုမိဖို့လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး testosterone replacement therapy TRT လို့ကုထုံးတွေစဉ်းစားဖို့ ဒါမှမဟုတ်ချောင်းမာတဲ့နေခိုင်မှုပုံစံဥမာမျှတိုက်အစားအစာပုံမလေးချင်းအခန်းအရက်လျှော့တောက်တာမျိုးပေါ့အဲဒါတွေကိုကျင့်သုံးဖို့အကြံပြုထားပါတယ်နောက်တစ်ခုကအိမ်တော်ရေးမှအငင်းပွားစရာဖြစ်တဲ့တဲ့အပြာကားကြီးစုခြင်းကိစ္စပါစာအုပ်ကဒီအပေါ်မှာဘယ်လိုအမြင်မျိုးတင်ပြထားလဲတားတွေအပြာကားကြီးရလေအကြောင်းရင်းတွေကစိတ်ဆောမှုရလိုတာဒါမှမဟုတ်ကိုယ့်ရဲ့လင်းစိတ်ဆန္ဒကအဖို့ထက်ပိုပြင်းပြနေတဲ့အချိန်မှာထွက်ပေါက်တစ်ခုလိုအတုံးပြူတာအဲ့လို ဖြစ်နိုင်တယ်လို့ဆိုပါရင် စာအုပ်ကအရေးကြီးတဲ့အချက်တခုထောက်ပြတာကလေအပြာကားကြည့်တာနဲ့ဖောက်ပြန်တာကြားမှာတက်ရိုက်ဆဆမှုအမဲလည်းမရှိဘူးဆိုတာပါပဲတချို့အတွက်ဒါဟာစိတ်ကူးရင်တတ်တတ်ပဲလေတချို့ဆုံတွဲတွေကဒီကိစ္စကိုလက်ခံနိုင်ပြီးပြဿနာမရှိကြဘူးဒါပေမဲ့တချို့အတွက်ကြတော့ဒါကစိတ်အနှောင့်အယှက်ဖြစ်စရာဆက်ဆံရေးကိုထိခိုက်စေတဲ့အရာဖြစ်နိုင်တာပေါ့အဓိကကတော့ဆုံတွဲကြမှာဒီကိစ္စနဲ့ပတ်သက်ပြီးခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဆက်တွေ့ပြောဆိုဖို့ပါပဲ။ ပြဒနာရဲ့အရင်မြစ်ကအပြာကချီတာကိုယ်တိုင်းထက်အဲ့ဒီအပေါ်မှာရှိတဲ့အမြင်မတူတာတွေကိုပွင့်လင်းစွာမဆွေးနွေးနိုင်တာကြောင့်ဖြစ်တဲ့တဲ့ကိုဆိုလိုတာပါဟုတ်ပြီဒါဆိုင်ဒီလိုစင်ခေါ်မှုတွေကွဲပြားမှုတွေကိုချော်လွှားပြီးတော့ယင်းနီးမှုနဲ့လင်မှုဘွားကိုဘယ်လိုပိုကောင်းအောင်တည်ဆောက်နိုင်မလဲဆိုတဲ့အချံပြုတ်ချက်တွေပါကိုတွားကြည့်အောင်စာအုပ်က လင်းဆက်ဆန်ခြင်းတသက်အပြင်အခြားယင်းနှီးမှုပုံစံတွေကိုလည်းလေးပေးထားတယ်နော်ဟုတ်ပါတယ်လင်းဆက်ဆန်ခြင်းဟာအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်နိုင်ပေမဲ့ပူကျဲပြတ်တဲ့ယင်းနှီးမှုတွေဥမာထိတွေ့ခိုင်းတွေ့တာလက်ချင်းတွဲတာပွိပက်နန်းရှုံတာတယောက်အကြောင်းတယောက်စိတ်ဝင်စားစားမင်းညံ့နှားထောင်တာစတာတွေကရေရှိခိုင်မြဲတဲ့ဆက်ဆံရတဲ့အခြေခံကြောင်းရင်လို့ဆိုပါတယ်စောင်းထဲတာစိတ်ဝင်စားစားစကားတစ်ခုကလည်းလင်းဆက်ဆန်ခြင်းဟာဆက်ဆံရရာလုံးမလို့ပေမဲ့လိမ်မှုကိစ္စမှာပြဿနာရှိလာရင်တော့ဒါဟာရွတ်တရက်ဆက်ဆံရအလွန်အရေးကြီးတဲ့အရာတစ်ခုဖြစ် စ်လာတတ်တယ်ဆိုတာပါပဲ။ကောင်းမွန်တဲ့လင်မှုဘဝကစိတ်ဖြစ်စည်းမှု ရောကြစေတာ၊နာကျင်မှုတတစေတာ၊ဥမာယာဒီနာကျင်မှုလိုမျိုးကိုယ်ခံအားကောင်းစေတာစတဲ့အကျိုးကျေးဇူးတွေရှိတယ်လို့လည်းဖော်ပြရတာပါပဲ။တူတက်အောင်လှုပ်ဆောင်ဖို့လက်တွေ့ကျတဲ့နည်းလမ်းတွေကတော့ဘာတွေအကြံပြုထားလဲဗျ။အဓိကတော့ချက်ကတော့ဖွင့်လင်းစွာဆွေးရေးတိုင်ပင်ခြင်းပါပဲ။ ါပေမဲ့အချင်းအခါနီးရရွေးချယ်မှုကအရေးကြီးတယ်လေဥပမာလိင်ဆက်ဆံပြီးပြီးချင်းလို့စိတ်ခံစားမှုပြင်းခံနေချိန်မှာမဟုတ်ပဲနှစ်ယောက်စလုံးစိတ်ဆိုင်နေတဲ့တင့်တော်တဲ့အချိန်မှာကိုယ့်ရဲ့လိုအင်စန္ဒရဲစိုးရိမ်မှုတွေကိုအေးအေးဆေးဆေးပြောပြဖို့ အပြန်လည်နားထောင်ဖို့လိုတယ်လို့ဆိုပါရယ်နောက်ပြီးတော့တယောက်နဲ့တယောက်အတွက်တီးသန့်အချိန်ပေးဖို့လင်းဆက်ဆန္ဒအဖြစ်ထခြားရင်းနှီးမှုပုံစံတွေဥပမာအတူတူရေချိုးတာတယောက်ကိုတယောက်နှိမ့်နယ်ပေးတာညာဘက်ဆိုဖာပေါ်မှာအတူထိုင်ပြီးပွေးဖက်ထားတာမျိုးတွေပို့အဲ့ဒါတွေကိုလောက်ဆောင်ဖို့အကြံပြုထားတယ်။ကိုယ့်ဘာသာဖြစ်ရှင်းဖို့အခက်အခဲရှိနေတော့ relationship therapy လို့ပညာရှင်အကူအညီရယူဖို့စဉ်းစားတင်တယ်လို့လည်းတိုက်တွန်းထားပါတယ်ရှင်။ လိန်ဆက်ဆံမှုကိုယ်တိုင်ကို ပို့ပြီးတော့စိတ်လွှရှားစရာကောင်းအောင်ထူးခြားအောင် လုပ်ဖို့အကြံပြုချက်တွေကတော့ဘယ်လိုရှိမလဲစာအုပ်ထဲမှာတချို့အကြံပြုချက်တွေပါပါတယ်ဥပမာပုံမှန်ထက်နည်းနည်းပိုတက်ကြွပြတာမျိုးပေါ့ aggressive လို့သုံးထားပြီးမယ်အကြံဖတ်တာကိုဆိုလိုတာမဟုတ်ဘူးနော် ပို့ပြီးစိတ်အားထက်တန်မှု ပြတာမျိုးပါဒါမှမဟုတ်နည်းနည်းဆိုးသွမ်းတဲ့ naughty ရှွင်းခေါက်တဲ့အပြုအမူတွေလွတ်ပြအမျိုး အထူးသဖြင့်အမျိုးသမီးဘက်ကစတင်မှုမျိုးကို အမျိုးတိုက်တံပိုးထားရတယ်လို့ဆိုပါရယ်။တန်ရှင်းတက်ရက်ပြီးကြည်ကောင်းအောင်ပြင်ဆင်ထားတာလင်းဆက်ဆန့်ချိန်မှာတခြားစိတ်အနှောင်ရက်တွေကိုမိထားပြီးအာယုံဆူဆိုင်မှုအပြည့်ပေးတာနောက်ပြီးလင်းဆက်ဆန့်စင်မှာအတန်ထွက်တုံပြန်ပြောဆိုမှုတွေဥပမာညညူတန်တို့နှစ်တက်ကြောင်ပြောဆိုတာတို့ကစိတ်ခံစားမှုပိုနိကက်စေပြီးပိုစိတ်လှရှားပြကောင်းစေတယ်လို့ဆိုပါရယ်အခုခန္ဓာကိုယ်လေးချင်းချင်းဆိုတဲ့ခေါင်းစဉ်အောက်က လိမ့်ဆက်ဆံမှုပုံစံတွေ position တွေအကြောင်းဆွေးနွေးထားတဲ့အပိုင်းကိုကြည့်အောင်အားဆက်ရလွန်တဲ့ပုံစံတွေရှိတယ်လို့သတိပေးထားတယ်နော်ဟုတ်ပါတယ် missionary position လို့မျိုးပေါ့အမျိုးသားအပေါ်ကပုံစံမျိုးအဲ့လိုပုံစံတချို့ဟာခြေထောက်နဲ့တင်ပါဆုံကြွက်သားတွေကိုအချိန်ကြာကြာအားဆက်ရလို့အားဆက်ရလွန်သောပုံစံတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒါတွေကိုလုံးဝရှောင်ရမယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူးကိုယ့်ရဲ့ကြံ့ခိုင်မှုအခြေအနေပေါ်မူတည်ပြီးတတိထဖို့ပြောတာပါဒါဆိုရင် ကြာရှည်ခံနိုင်ရည်နဲ့ထွင်းချုံနိုင်စွမ်းကိုတိုးစေဖို့အကြံဖူထားတဲ့ပုံစံလေးကကောအထူးသဖြင့်အမျိုးသားတွေတုတ်လွတ်မြန်တာကိုထင်းချုပ်ဖို့အတွက်ဆိုရင်တော့ woman on top အမျိုးသမီးအပေါ်ကဒါမှမဟုတ် reverse cowgirl အမျိုးသမီးအပေါ်ကနေအမျိုးသားဘက်ကိုကြိုးပေးထားတဲ့ပုံစံကိုအကြံပြုထားပါတယ်ဒီပုံစံတွေက အမျိုးသားရဲ့လိန်တန်ကိုလှုံ့ဆော်မှုနည်းစေပြီးတော့အာယုံကြောရည်ကိုပိုထင်းချုံနိုင်စေတယ်အမျိုးသမီးကိုလည်းလှုံ့ဆော်မှုအရှိန်အဟုန်ကိုထင်းချုပ်ခွင့်ပေးတယ်လို့ရှင်းပြထားပါတယ် ရှောင်းတဲ့နဲ့မားတွေအကြောင်းလဲအတိုးချုပ်ပါသေးတယ်နော်။ဘာဒီအရိကတတိပေးထားလဲဗျ။တေးရရှောင်းတဲ့တယ်လို့ဆိုထားတဲ့ကတော့အပြာကားတဲ့ကတော့လက်တွေမကျတာတွေကိုအထုခိုးဖို့ကြိုးစားတာမျိုးပေါ့။အပြာကားတွေကပြာခွက်လာဖို့ရိတ်တာလေ။လက်တွေတက်တောင့်တက်တာရှိတာနဲ့မဆိုင်တာတွေရှိနိုင်တယ်ပေါ့။ပြီးတော့လိန်ဆက်ဆွမ်းချိန်မှာကိုကိုအလေးချိန်ကိုအဖော်ပေါ်မတင်မီဟောအလွန်ကျင့်တတိထလွန်တာမျိုးတကယ်တော့အမျိုးသမီးများစုကအဖော်ရဲ့ကိုအလေးချိန်ဖြားကိုခန်းစားရတာကိုနှစ်သက်သက်တယ်လို့ဆိုတော့ပါရဲ့။ဒါမှမဟုတ် အမျိုးသမီးရပေါ်ကပုံစံမှာအမျိုးသားကလုံးဝ passive ဖြစ်ပြီးလှုပ်ရှားမှုမရှိတာမျိုးတွေပေါ့ဒါတွေကယဉ်နီးမှုကိုရော့ပစေနိုင်တယ်လို့ဆိုပါတယ်ကလေးရဖို့အချောက်ခုပြူတယ်လို့ယူဆတဲ့ပုံစံတွေကိုဝဲမလို့ချင်းရင်ရှောင်းတက်တယ်လို့ကြံပြူတဲ့ပုံစံတွေကြောင့်လည်းအချင်းချုပ်ပါသေးတယ်နော်ဟုတ်ပါတယ်တင်းရကိုအခွင့်အလမ်းပိုမြောင်းစေတယ်လို့ယူဆတယ်အဲသူ့ပိုးတွေတိုင်းခံဝဲအနည်းဆုံးရောက်စင်နေတဲ့ပုံစံတွေဖြစ် missionary spoon ဘေးတိုက်အနေထား rear end tree နောက်ကနေဆက်ဆံရင်းတို့ကိုဖော်ပြထားပါတယ်။ကိုယ်ဝေမလို့ခြင်းတဲ့အခါမှာတော့ penetration နဲ့ shine စေတဲ့ဒီလိုပုံစံတွေကိုရှောင်တင်တယ်လို့အကြံပြုထားပေမဲ့ဒါကလုံးဝစစ်ချတဲ့ကိုယ်ဝင်တိုင်းကြီးမဟုတ်ဘူးဆိုလာကိုတော့စောက်ကအထက်ထက်တတိပေးထားပါတယ်။သားသက်ချာနီလျံတီချသွုံးဖို့လိုအပ်ပါတယ်ရှင်။ဟုတ်ပါပြီ။ခန္ဓာကိုယ်လေ့ကျင့်ခြင်းအပိုင်းကနေနှလုံးသားကိုလေ့ကျင့်ခြင်းဆိုတဲ့အပိုင်းကိုကူးပြောင်းကြည့်ရအောင်။ ဒီအပိုင်းကအိမ်တောင်ရဲမှာစိတ်နေသဘောထားရဲ့အစွမ်းကိုအလေးပေးထားတာနော် attitude is everything ဆိုတဲ့စကားကိုတော့ကိုးကားထားတယ်ဗျာတကယ်ဟုတ်ပါတယ်ဒီအပိုင်းကရုပ်ပိုင်းဆန္ဒကိစ္စတွေထက်ကြော်လွန်ပြုအောင်မြင်ပျော်ရွှင်တဲ့အင်တာဗျူးရဲ့အတွက်အကောင်းမြင်စိတ်ထားရှိခြင်းရဲ့အရေးပါပုံကိုအဓိကဆွေးနွေးထားတာပါ အကောင်းမြင်စိတ်ထားခြင်းကစုံတွဲရခြင်းချင်းချစ်ခင်တွေ့ထားဖို့ပိုလွယ်စေတယ်တယောက်ရဲ့ကောင်းွက်တွေကိုပုံမြင်လာစေတယ် အတူတကွအနာကဲအိမ်မက်တီတီးဆောက်ဖို့အားဖြစ်စေတယ်ပျော်ရွှင်မှုကကူးဆက်တတ်တဲ့အတွက်အိမ်တွေးပတ်ဝန်းကျင်ကိုပိုပြီးကျမ်းမှနှွေးထွေးစေတဲ့စားတဲ့အကျိုးကျေးဇူးတွေကိုဖော်ပြထားတယ်ဒီလိုအကောင်းမြင်စိတ်ကို ဘလိုမွေးမြူကျင့်သုံးနိုင်မလဲဆိုတဲ့လက်တွေ့အကြံပြုချက်တရားကိုပါတယ်ပါလေလက်တွေ့ကျင့်သုံးနိုင်တဲ့နိလန်တချို့ကိုအကြံပြုထားပါတယ်ဥပမာညအယံမဝင်ခင်ကိုအိမ်တော်ဖက်နဲ့ပတ်သက်ပြီးကျေးဇူးတင်စရာအချက်၃ချက်လောက်ကိုမှတ်စုစာအုပ်ချချရေးတဲ့ကျေးဇူးတင်ကြောင်းမှတ်တမ်းရေးတာမျိုးပေါ့ပြီးတော့အတူတူဖြတ်တန်းခဲ့တဲ့ပြောစရာအမတ်တရားဟောင်းမှုနေဓာတ်ပုံတွေဗီဒီယိုတွေအဲ့ဒါတွေကိုအတူတူပြင်ကြည့်တာမျိုး အဖော်ရဲ့အဖြစ်အနာအစာတွေကိုပဲအာယုံဆိုင်ဝေးဖန်နေမဲ့အစာသူတို့ရဲ့ကောင်းကွက်တွေကိုတံပိုးထားတဲ့အချက်တွေကိုတတိတရရှာဖွေအာယုံဆိုင်တာမျိုးရေပါစာအုပ်ကဒီနီယာမှာတင်ပါကိုရှာဖွေနေတယ်လဲဆိုတာကတင်ပါကိုရရှိမလဲဆိုတာကိုဆုံးဖြတ်ခဲ့ဆိုတဲ့အဆိုကိုထက်လောင်းအလေးပေးထားတယ်ကိုအဖော်ရဲ့ကောင်းကွက်ကိုရှာရင်ကောင်းကွက်ကိုတွေ့မယ်အဖြစ်ရှာရင်အဖြစ်ပဲတွေ့မယ်ဆိုတဲ့သဘောပါပဲကဲဒါဆိုနောက်ဆုံးအပိုင်းအနေနဲ့ ဒီစာအုပ်ရဲ့နမည်မှာပါနေတဲ့ကာမတ္တရှဂျန်ကာမစုထရာအကြောင်းစာအုပ်ထဲမှာဖော်ပြထားတာလေးကိုနည်းနည်းဆွေးနွေးကြည့်အောင်ဟုတ်ကဲ့စာအုပ်ရဲ့နောက်ဆုံးဝါကကာမရှိထရဂျန်ရဲ့မူလဇမြစ်ကိုအကျဉ်းချုပ်ရှင်းပြထားပါရဲ့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ခမဲဟာကျော် BC 23လာစုလောက်ကအိန္ဒိယအတွေးခေါ်ပညာရှင်ဝတ်စီယာနာရေးသားခဲ့တဲ့ရှေးဟောင်းတင်စီဂရိတ်ဂျန်တစ်စောင်ထီတယ်လို့ဆိုပါရဲ့ လူအများထင်သလိုလိင်ဆက်ဆမှုကုံစံနေချေးပဲဖိုးပြထားတာမဟုတ်ပဲတကယ်တမ်းမှဒီကျန်ဟာကောင်းမွန်စွာနေထိုင်ခြင်း virtuous living အချစ် မိသားစုဘဝဘဝလက်တွေ့ဘဝရှာဖွေခြင်းတဟဇာတရှိတဲ့ဆက်ဆံ၍ကျင့်ဝတ်ဒီခစားတဲ့ဘဝနေထိုင်မှုဆိုင်ရာလမ်းညွှန်ချက်တွေအများကြီးပါဝင်တဲ့ပိုကျဲပြနဲ့ကျန်းတဆောင်ချွတယ်လို့ဆိုပါရရှင်။အာဒါဆိုရင်ဘာလို့လိင်ဆက်ဆမှုပုံစံနေနဲ့မနာမည်ကြီးသွားရတာလဲ အဒီအရောစကောရာစုမှာရစ်ချတ်ဘတ်တန်ကအင်္ဂလိပ်လိုဘာသာပြန်ထုတ်ဝေလိုက်တဲ့အခါအနောက်နိုင်ငံတွေမှာဒီကျန်းတဲ့ကလင်းမှုဆိုင်ရာအခန်းတွေကပဲအာယုံစိုက်ခံရပြီးကျန်းတစ်ခုလုံးရဲ့တင့်ကေတာလိုဖြစ်သွားခဲ့လို့ပါပဲ။ဒါပေမဲ့စာအုပ်ကထောက်ပြတာကဗာစီယာယနာရဲ့မူလရည်ရွယ်ချက်ကလင်းမှုဘဝကိုချစ်ချင်းမေတ္တာလေးစားမှုတာဝန်ယူမှုဆိုတဲ့ပိုကျေပြန့်တဲ့အဝအခြေအနေရဲ့အတွဲမှာထားရှိပြီးဟန်ချက်ညီအောင်လက်ညွန့်ဖို့ဖြစ်တယ်ဆိုတာပါပဲ။ခစ်သစ်မင်းနီလိုလင်းမှုကိစ္စကိုတီချခွဲထောက်ပြီးအသားဖေးတာမျိုးမဟုတ်ခဲ့ဘူးလို့ဆိုပါရတယ်။ကောင်းပါပြီ။ ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအားလုံးကိုခြုံငုံပြီးတော့လေနောက်ဆုံးစဉ်းစားစရာအချက်လက်တခုကိုနားထောင်ကြည့်ကြအောင်စဉ်းစားစရာလေးကဒီလိုပါပဲဒီ marriage guide ဆောက်ချေကခေတ်သုံလွယ်ဆက်ဆံရေးဆံရအကြံပြုချက်တွေနဲ့ရှေးဟောင်းကာမတ်ချက်ချင်းရဲ့မူလပစုံရှုမြင်တဲ့အနှစ်သာရတွေကိုရှင်းကြည့်လိုက်တဲ့အခါစိတ်ဝင်စားစရာချက်တခုပေါ်လာပါတယ်အဲ့ဒါကတော့ရှေးခေတ်ကဘဝရဲ့အစိတ်ပိုင်းအလုံးစိတ်ကိုဆက်ဆံရေး ကျင့်ဝတ်အဲ့ဒါတွေကိုဟန့်ချညီညီရှုမြင်ခဲ့မှုနဲ့ဒီနေ့ခေတ်မှာလိမ်မှုကိစ္စလို့ရုပ်ပိုင်းဆိုင်ရာအပိုင်းကိုပဲလုံအကျွမ်းအာယုံဆိုင်မိတတ်တဲ့သဘောထားတဲ့ချာကွာရချက်ပါပဲဒီစာအုပ်ထဲမှာအကျံပြုထားလူမျိုးပေါ်စိတ်ပိုင်းဆိုင်ရာနတ်ရှိုင်းနဲ့ချိတ်ဆက်မှုအပြင်းအလန်နားလည်မှုနဲ့လေးစားမှုအကောင်းမြင်တဲ့စိတ်ထားပြီးတော့ရုပ်ပိုင်းဆိုင်ရာရည်နှီးမှုတွေကိုတတိတရားနဲ့ပြန်လည်ဟန့်ချညီအောင်ချိုးထားခြင်းကလေဒီနေ့ခေတ်ဆောင်ရွယ်တွေလည်းဆက်ဆံရေးအရေးအသွေးကိုဘလို့မြင့်တင်ပေးနိုင်မလဲဆိုတာ ဆက်ပြီးသွေးတောကြီးကိုအချက်တစ်ခုဖြစ်ပါရရှင်။ကဲဒီနေ့တင်ဆက်ပေးခဲ့တာတွေကိုချိုင်းနေသက်တယ်ဆိုရင် like ပေးသွားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အမြင်တွေကိုလည်း comment မှာရေးသားပြောဆိုခဲ့ပေးပါဦး။ Burma Brain Channel ကနေနေ့စဉ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့နောက်နေ့တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။